ကျွန်တော်လက်ဆင့်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဒီတစ်ခါကျွန်တော်ဗာမားဆွေးနွေးပေးလို့လဲဆိုရှင်ကျွန်တော်ကတ်ဆမာတယောက်အိမ်မှာ 6kV inverter ပေါ့နော် installation လုပ်နေတယ်အိမ်မှာမိတ်ဆွေတယောက်ရောက်လာလက်ဆင့်မိတ်ဆွေတယောက်ရောက်လာသူကဗာပြောလာလဲဆိုရှင်အဲ့တော့ဆိုကအဲမီးမှန်သွားတဲ့အချိန်နေတစ်ချိန်မှာဒီ inverter တွေဆိုအမိုက်ဖြစ်သွားလိမ့်မယ်အဲ့ဒီဥစ္စာမှားပါတယ်ဘာကြောင့်မှားလဲဆိုရဲအကြောင်းရင်းကိုကျွန်တော်တေချာဆွေးနွေးပေးလို့ပါတယ်အဲ့တော့ကျွန်တော်တို့ inverter မှာအမျိုးအစား၃မျိုးရှိတယ် off grid inverter ရယ် on grid inverter ရယ် hybrid inverter ဆိုသုံးမျိုးရှိပါတယ်အဲ့ထဲအကြောင်းဥစွာကျွန်တော်က on grid inverter ပေါ့နော် online inverter လို့လည်းခေါ်ပါတယ် online inverter အကြောင်းကိုဆွေးနွေးခြင်းနဲ့ပြုရှင် off grid inverter နဲ့ hybrid inverter ရဲ့အကြောင်းကိုကျွန်တော်ဆွေးနွေးပြလို့ပါတယ်အရှိကြီးကျွန်တော်အများကြီးမဆွေးနွေးပါဘူးကျွန်တော်အတူလေးပါပဲအကျွန်တော်မိတ်ဆွေလည်းနားလဲလွယ်အောင်ကျွန်တော်ရဲ့တည်ရဲ့အတွေ့အကြုံတွေပြန်ပြီးတော့ sharing လုပ်ပေးတာပါဥစွာကျွန်တော်ဆွေးနွေးလို့တော့ထိုင်းနိုင်ငံထိုင်းနိုင်ငံကြီး မျက်စိမီမှန်မမှန်ဆိုကျွန်တော်မိတ်ဆွေတွေဟိုကျွန်တော်မေးတရားကိုမလိုဘူးကျွန်တော်ကိုယ်လည်းတည်တယ်မျက်စိမီမှန်တယ်ဒါပေမဲ့ time မှာကျွန်တော်ဆိုလာသွားဆင်မှုတယ်ထိုင်းနိုင်ငံမျိုးမျက်စိမီမှန်နေနိုင်မီးမပြတဲ့နိုင်ငံဘာလို့ဆိုလာဆင်ရမှာဆိုလာဆင်နေဆိုတာအကြောင်းရင်းရှိတယ်အဲ့ဒါလေးကျွန်တော်ဆွေးနွေးချင်တာအဲ့လူတယောက်ကမီးမှန်တဲ့အချိန်မှာဒီ inverter တွေဆိုတာအမိုက်ပဲလို့ပြောလိုက်တဲ့စကားလုံးကိုကျွန်တော်ကလက်မခံနိုင်ဘူးသူ့ကိုရှင်းပြရင်လည်းကျွန်တော်မိတ်ဆွေတို့ဒီအတွေ့အကြုံကိုပြန်ပြီးတော့ sharing လုပ်ပေးတာပါနော် ဲ့တော့ online inverter ဆိုတာသူက battery မပါဘူး battery မလိုဘူး battery မလိုတဲ့အမျိုးအစားပေါ့ကျွန်တော်အခုအသုံးများနေတဲ့ off grid inverter တွေ hybrid inverter တွေက battery မဖြစ်မနေတတ်ထားဘူးလို့လေ battery မပါရင်အဲ့ဒီ inverter တွေကအလုံးမလုံးဘူးအဲ့တော့ online inverter ကြတော့ battery ကိုမပါတာတက်လို့လည်းမပါဘူးတက်ဖို့ကိုမပါတာအဲ့တော့ဒါဆိုသူကဘာနဲ့အလုပ်လုပ်လဲသူ့ကို online inverter ကိုမောင်းမှုအတွက်ကျွန်တော်တို့လျှက်စင်မီနည်းနည်းလိုတယ်အဲ့တော့လျှက်စင်မီနည်းနည်းလိုတဲ့အခါမှာအမျိုးမျိုးပေါ့နော် အဲကုန်ကြီးမျိုးရုံမှာမူတည်ပြီးတော့ဘိုးရိရှာ20ရှိမယ်1တန်းရှိမယ်220ကျွေးရတာတွေရှိတယ်အဲ့တော့အဲ့လိုဘိုးရိလေးလျှက်စစ်ဘိုးရိလေးနည်းနည်းကျွေးလာမှာဒီ online inverter အလုံးလုံးဒါဆိုရင်ဓာတ်ဤတက်ပြီးတော့လျှက်စစ်ပြီးလဲကျွေးဒီ inverter ကြီးကိုဘာသုံးမှာလဲဘာသုံးမှာလဲဆိုတော့ကျွန်တော်ဆွေးနွေးကြည့်တာပေါ့နော်အဲ့တော့သူက solar တက်လိုက်တယ် solar တက်လိုက်တယ်ဓာတ်စီဆိုင်မှာ solar တက်လိုက်တယ်သူဒီနေကင်းနေထွက်လာတဲ့ချိန်မှာ ဒီအစိုးရပေးရဲ့လျှက်စစ်မျိုးလုံးဝမသုံးမင်းနဲ့ဆိုတော့လုံးဝမသုံးတော့မဟုတ်ပါတော့သူဒီဆိုတော့ပြောတဲ့ online invader ဖြစ်တဲ့လေဆိုတော့မီလီနေနေလို့ကျွေးရအဲ့မီလီပါဝါနေနေလေးပဲကျွေးထားပြီးတော့ solar နေထွက်မြပါဝါအားလုံးနဲ့ဓာတ်ဆီနဲ့ design လို့ run တာ air gun နေမောင်းမယ်စီပန်နေမောင်းမယ်သူရဲ့လိုအပ်ချက်လုပ်ငန်းတွေအကုန်လုံးကို solar အများကြီးတက်ပြီးတော့မောင်းတယ်အဲ့တော့ invader ကြီးမောင်းဖို့အတွက် unit နေနေလေးပဲကုန်ကြတော့တယ်ဒါကြောင့်မလို့မီးမှန်တဲ့အချိန်မှာ invader အမှိုက်ဆိုတော့ကျွန်တော်ကလက်မခံမနဲ့အဲ့မိတ်ဆွေနဲ့ဆွေးနွေးခဲ့ပါတယ် နောက်တစ်ခုရှိတယ်အဲဘယ်လိုပြောရမလဲဆိုတော့ तू ကညာဘက်စလို့ရှိရင်တော့ तू က EPC မျိုးအပြည့်ကပြန်တုံးတယ်။ဘာကြောင့်လဲဆိုသူ့မှာဘယ်ထရီမပါဘူး။ဘယ်ထရီမပါတဲ့အတွက်ဆိုလာပါဝါကုန်သွားတာ ਨੇ ဘာမှလုံးလို့မရတော့ဘူး။ဟောဒါကကျွန်တော်တို့ on grid inverter ချိုးမိတ်ဆွေရဲ့ကျွန်တော်မေးပါတယ်။ဟောဘယ်ထရီဘိုးတက်တောင်ဘယ်ထရီကတကယ်တော့ဈေးကြီးတာ ਉਹ ဘယ်ထရီဘိုးတက်တောင် on grid inverter တုံးရင်ရမလားဆိုတော့ on grid inverter ဒီရိုးရိုးကျွန်တော် off grid inverter တွေဈေးပိုကြီးပါလေ။ဥပမာဒေကြီး ကျွန်တော်တို့90 kg 100 kg လောက်ပေါ့နော်ဒေကြီးတစိတ်100 kg လောက်ဆိုရင်သူ့ရဲ့တန်ဖိုးက300ထက်မှရှိတယ်အဲတိတိဝါတိတိလေးလည်းမထွက်ပါဘူးဟိုဝါအကြီးဒီမှာထွက်တာပေါ့နော်ဒါဆို off grid inverter ပါလေ off grid inverter အခုကျွန်တော်တို့အများအပြားသုံးနေတဲ့ inverter မျိုးစားပါ off grid inverter battery တက်လို့ရတယ် mario charging twin လို့ရတယ် solar တက်လို့ရတယ် solar ကနေပြီးတော့ charging twin လို့ရမယ်အိမ်သုံးသုံးလို့ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ EPC မီးလာရင်လည်း charging twin လို့ရတယ်ဒါကို off grid inverter လို့ခေါ်ပါတယ် ချိုးမိတ်တွေတော်တော်များကျွန်တော်မေးသေးတယ် hybrid inverter လားလေ hybrid inverter မဟုတ်ရင်မလို့ခြင်းဘူးမယူခြင်းဘူးဒါနည်းနည်းလေးညူစုခြင်းတဲ့သဘောလေးပေါ့နော် တကယ်တော့ကျွန်တော်နိုင်ငံ hybrid inverter နဲ့အဆင်မပြေပါဘူးဘာလို့ hybrid inverter နဲ့အဆင်မပြေလဲဆို hybrid inverter ဒီကျွန်တော်မိတ်ဆွေတုံးလို့ပိုလာတဲ့ solar နေတုံးလို့ပိုလာတဲ့လျှက်စစ်တဲ့ EPC ကိုပြန်ရောင်းတဲ့စနစ်ကိုပြောတာဒီမှာ EPC ကိုပြန်ရောင်းတဲ့စနစ်ကမထွန်းကားသေးဘူးမရှိဘူးတော့မဟုတ်ရှိတဲ့နေရာတွေရှိတယ်ချို့နယ်ဘက်ကစက်ယုံအကြီးကြီးဆိုရင်ကျွန်တော်တို့ ပိုလာလျှက်စစ်ကို grip line တွေကိုပြန်ထည့်ပြီးရောင်းတဲ့အဆင့်ကိုလှုပ်ထားတာတွေပါရှိပါတယ်။အဲကျွန်တော်တို့တာမန်မိသားစုအနေနဲ့ကြတော့ဒါကြီးက hybrid inverter ကြီးကဈေးပဲကြီးပြီးတော့အဆင်မပြေပါဘူး။အဲကျွန်တော်မိတ်ဆွေမိတ်ဆွေတွေအကြံပြုလိုတာကအသေးလေးဆိုလို့ရှိရင် off grid inverter တုံးလို့ရမယ်။စိတ်ုံနေဆိုလို့ရှိရင်တော့ကျွန်တော်တို့အမျိုးမျိုးစဉ်းစားရတာပေါ့နော်။အမျိုးမျိုးစဉ်းစားရတာပေါ့။အဲတော့ online inverter တုံးမလား။ online inverter တုံးမယ်ဆိုလို့ရှိရင်အဲ့ဒီ inverter ကိုနှိုးထားဖို့အတွက်ကျွန်တော်တို့ကမိဆက်တစ်လုံးထပ်နှိုးရမယ်။ဒါမှမဟုတ်လို့ရှိရင် inverter တစ်လုံးဆင်ပေးရမယ်လို့။အဲတော့ ဒီ online inverter ကိုမောင်းနေဖို့အတွက်ကြွေးရမလျှက်စစ်အနှင်းငယ်ကိုလိုတယ်မဖြစ်မနေလိုတဲ့အတွက်ကြောင့် online inverter ကိုလည်းကျွန်တော်နိုင်ငံမှာစက်ယုံကြီးတယ်မသုံးဘာပဲသုံးလဲဆိုရင် off grid inverter တွေပဲသုံးတယ်ဥပမာ high voltage ပေါ့နော် high voltage inverter ကြီးတွေသုံးပြီးတော့စက်ယုံတွေကို run ခိုင်းတယ်အိမ်သုံးနေရတော့ off grid inverter နဲ့ low voltage တွေပဲသုံးတာများပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတယောက်ကနေပြီးတော့မီးမှန်သွားရင် inverter တွေဆိုတာအမိုက်ဆိုလို့ပြောတဲ့ဥစ္စာကိုကျွန်တော်ကဒါအမိုက်မဟုတ်ကြောင်းကျွန်တော်ဆွေးနွေးနေတယ်ကျွန်တော်မိတ်ဆွေတွေပြန်ပြီးတော့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အကြောင်းအရာလေးပြန်ပြီး sharing လုပ်ပေးတာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများအားလုံးကျေးဇူးထူးတင်ပါတယ်ခင်ဗျာ